အားလုံးမင်္ဂလာပါ UK Master Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champion Pay တက်တဲ့အားလုံးမင်္ဂလာပါအာနီဆိုရဲ့ Liverpool တို့ကမထင်မှတ်ပဲနဲ့ဥဆောင်ကိုပေးရတဲ့နောက်ပိုင်းမှာဒါဆောင်တန်ရဲ့ခံစစ်ကိုခက်ခက်ခဲကစားခဲ့ရပင်မဲ့ဒုတိယပိုင်းအပြောင်းလဲတွေနဲ့ Magical Minute ပိုင်းတွေကဒီပွဲရဲ့အဓိကအဆုံးဖြတ်ဖြစ်သွားတယ် ဒါလီဗာပူးကချန်ပီယံလိပွဲရှိတာလဲပါတာပေါ့လေဒါလူစုံတက်စုံပါဝင်ကစားတာမှန်ပေမဲ့ကစားကတည်တတာချတာလေကွင်းလယ်မှာကတိဂျုံကရော်ဘတ်ဘတ်နဲ့တွဲပြီးတော့မှဆပ်ပတ်စလိုက်ရဲ့ DSK ဒါဝင်းနူးရဲ့ရထားတယ်ပြီးတော့မှနောက်ခန်စစ်ကတော့အန်တီရော်ဘတ်ဆင်ရပါစစ်မိတ်ကထားပြီးတော့မှဂျန်နယ်ပိုင်းမှာအပြောင်းအလဲမလုပ်ဘူးဆောင်တန်ကတော့အခုဒါသူတို့တိုက်စစ်ကမတ်သီးယပ်စ်လူးနက်စ်တို့ဆယ်လမန်တို့ထိုင်လာဒေးဗစ်တို့ထားပြီးတော့သူတို့က4231ကစားတယ် ပထမပိုင်းတပိုင်းလုံးမှာစိတ်ကစားပုံက defensive ကိုကောင်းကောင်းပိတ်ပြီးတော့ Liverpool tight sit တွေကိုဒါဒီဘယ်လိုပြောမလဲ frustrated ဖြစ်အောင်စိတ်ပြအောင် လုပ်ပြီးတော့စိတ်ရှုပ်တဲ့ပုံစံမျိုးဖြစ်အောင်သူလုပ်နိုင်တယ်ဒါပေမဲ့ quality ကွာပါတယ် Liverpool ရဲ့ tempo အတင်ချလုပ်နိုင်တဲ့အရင်သွေးနောက်တစ်ခုကဖုန်ကောင်းနေတဲ့အသင်းတသင်းအတွက်ဒါအချိန်ပိုင်းမိနစ်ပိုင်းတွေဟာသူတို့အပြောင်းလဲတွေကိုလုပ်နိုင်တယ်ဟိုတနေ့က very sick ကြပြီးဘယ်ကြီးတပွဲလုံးသူတို့ရဲ့ resilient ရှိတဲ့သူတို့ရဲ့ခံစစ်ကကြံ့ကြံ့ခံရင်းရှာရှာပါပါရတဲ့အခွင့်အရေးကိုတုံးချပြီးတော့ Paris မှာနိုင်ယူသွားတယ်ဒီနေ့ပွဲမှာ difference ဆိုတီဖြစ်တယ်ဒါသူတို့အချိန်တတ်နိုင်မယ်ဆိုတော့တည်တယ်ဒါကြောင့်သူတို့ pressure မဖြစ်ဘူးဆိုတော့ဒုတိယပိုင်းမှာညီပြားကလူစားလဲမှုအနေနဲ့ဒါကွင်းလယ်မှာဒါကစားတဲ့နည်း ပြီးတော့မှလုံအားကောင်းတာဖြစ်ပေမဲ့ဖန်တီးမှုပိုင်းနဲ့တိုက်စစ်ချိတ်ဆက်ပိုင်းအားနည်းတဲ့ဂတိကြုံနေရာမှာအလက်စစ်မက်ကလဆာဝင်လာတယ်။နောက်အန်တီရိုဘင်ဆင်ကဆီမီကက်ကူနေရာဝင်လာပြီးတော့ဆပ်ပေါ်ဆိုင်နေရာမှာဟာဗီအလစ်ဝင်လာတယ်။အိုက်ကစပြီးတော့ပွဲက different game ပဲ။ဒုတိယပိုင်းလီဗာပူးကစားပုံကတော်တော်လေးကောင်းတယ်။ဒါပေမဲ့ဒီနေ့ပွဲမှာလီဗာပူးကလည်းဒီဆောင်းတန်ကိုသမားအော်လရမ်ဆေကိုတိုင်းတိုင်းကန်သွင်းနေရတာလည်းမဟုတ်ဘူး။သူတို့ half chance တွေများတယ်။ဒါပေမဲ့တကယ်တမ်း ကိုရမိုင်မဲ့ chance တွေကိုရတဲ့အချိန်မှာသူတို့ clinical ဖြစ်သွားတယ်ပထမကိုတွင်းသွားတယ်ပထမကိုဆိုစိန်ကပထမပိုင်းပြီးကန်ဒီမှာဒါဆိုဒါ small bull ဆိုတဲ့ကစားပါကပထမပိုင်းပြီးကန်ဒီမှာတကိုးတွင်းလို့မထင်မှတ်ပဲနေလေပါဘူး one down down ဖြစ်သွားတယ်ဒုတိယပိုင်းမှာ down shot တိုက်စစ်စင်နဲ့ side စစ်စင်နဲ့50မိနစ်မှာတပွဲလုံး struggle ဖြစ်ပြီးတော့ဒါကိုပေါက်ပြောင်းနေတဲ့ဒါဝင်းလို့မြက်ကိုတွင်းသွားအဲ့လိုက DS ကောင်းတာဒီနေ့ဒါဝင်း DS ကဘယ်လိုပြောမလဲဆိုတော့ဒီနေ့ဘယ်လိုတော်တော်လေးကို ဒါဘယ်လိုပြောမလဲ performance ကောင်းကောင်းကစားသွားခဲ့ပြီးတော့ဒါ liverpool အတွက်အရေးပါတဲ့ goal တွေအတွက်သူပေါင်းပတ်သက်ခဲ့လို့ darwin nunez ကလည်း sorry darwin nunez ဖြစ်တဲ့ luis dias luis ကလည်းခဲ့လို့ darwin nunez ကလည်းသူ့ကြောင့်တကူသွင်းတယ်တကူဒါပန်တီရတယ်ဆိုတော့ပထမကိုက luis dias ပဲတောင်းမှဆွဲထွက်သွားပြီးတော့မှချပြရစီမှာ instagram သွားပြီးတော့ i don't call နေတယ်လုံးဝမတက်နိုင်ဘူးဘေးရတယ်ဝမ်းဝမ်းဖြစ်တယ်အဲ့မှာပဲ3မိနစ်အကြာမှာပဲ mosales က ပနတီကနေနောက်ထပ်တကူထပ်ရတယ်အဲ့ဒါကတော့နူးညက်ကြောင့်ရတဲ့ပနတီပဲအဲ့မှာဆာလတ်ကထပ်ပြီးတည်ငိမ့်ငယ်ကန်သွင်းတယ်ပြီးတော့မှပဲလီဗာပူးကအိုက်2-1ဖြစ်သွားတဲ့နောက်ပိုင်းမှာအီပယ်အီပယ်နဲ့ဂိမ်းကိုကွန်ထရိုးလုပ်ပြီးတော့စပြီးတော့ဒါဘယ်လိုပြောမလဲအဆုံးသတ်ဖို့လုပ်တယ်အဲ့နောက်ပိုင်းမှာဒီ try alexander အနေနဲ့မှာ concession ဝင်တာတို့နောက်တစ်ဖက်က ဒီ Waterloo Ando က Crown Bash နေရာမှာဝင်ထားလို့ဒီလိုပုံစံနဲ့သူတို့လုပ်ပြီးပွဲကိုထိန်းနေတယ်ဒါအဆုံးသက်ပါပဲ Liverpool က88မှာနောက်ထပ် penalty ရတယ်အဲ့ penalty ကတော့ထုံးဒီ Luis ရဲ့ Beltown မှာဆွဲလာရင်လည်းမဆောင်းတဲ့ကစားမလက်ထိသွားလို့ကိုပြီး penalty ရတယ် Salah ကံသွင်းသွားတယ်ဒါက Mohamed Salah ဆိုတဲ့ ဒီနှစ်ရာသီအတွင်းမှာနောက်ထပ် outstanding performance ပေါ့လေဒီရာသီမှာမိုဆာလက်စ်ကအကောင်းဆုံးပုံစံနဲ့ခြေစွမ်းပြနေတဲ့အချိန်မှာဒါလီဗာပူးအတွက်နောက်ထပ်2ဂိုးသူပနတီသွင်းခဲ့ပြီးတဲ့အချိန်မှာပရီးမီယာလီဂ်မှာသူ28ဂိုးသွင်းနေဒါဘယ်လိုပြောမလဲဖန်တီမူကပရီးမီယာလီဂ်မှာ18ဂိုးဖန်တီပြီးတော့ဒါ45ဂိုးပေါင်ဒါ14ဂိုးဆို44ဂိုးပေါင်ပတ်သက်တယ်28ဂိုးသွင်း 19ခုဖန်တီးထားတယ်ဒီဟာဒီမှာအကောင်းဆုံးဖောင်ကိုဆက်ပြီးထိမ့်သိမ်းထားတယ်ဒါအဓိကတော့အာနီစရရဲ့လူစားလက်မှုပေါ့လေခရမ်ဘက်ဟိုဒီအလတ်စစ်မကလာစားဝင်လာတဲ့အချိန်ဟာဗီအလေးဝင်လာချိန်မှာသူတို့ပို့ပြီးတော့လွတ်လွတ်နိုင်တယ်စိတ်ကအစိုးရတဲ့ short နဲ့ short goal နဲ့ဥဆောင်ခဲ့တာပဲဒါပေမဲ့လီဗာပူးအနေနဲ့ပါရစ်စိတ်ဂျာမင်ပွဲဆိုတာကိုရှိတာကိုခေါင်းထဲရောက်နေတာလည်းပါတယ်။ဒါမှမဟုတ်အေးဆေးဆေးပဲထိန်းသားသွားတယ်။ဒါသူတို့လိုချင်တဲ့အနိုင်ကိုတွေကို patient ဖြစ်တဲ့အချိန်တန်း ကိုးရမယ်ဆိုတော့သူတို့ကောင်းကောင်းသိတယ်အဆုံးသက်မှာလီဗာပူးအတွက်လိုချင်နေတဲ့အနိုင်ကိုကို ACC ပဲအနိုင်ကိုရသွားတယ်ဒါလီဗာပူးကအခုလက်ရှိမှာမိုမက်ဆန်လက်စ်ကဒီနေ့ record breaking မှတ်တမ်းတစ်ခုရတယ်အဲ့ဒါကတော့ဒါ Premier League မှာ international player တွေထဲမှာဂိုးများဆုံးတွင်းတဲ့ကစားမဖြစ်လာတဲ့စုစုပေါင်း184ကိုတွင်းတယ်ဒါက international player နိုင်ငံတကာနိုင်ငံကစားသမားအင်္ဂလိပ်ဘောလုံးမှာမဟုတ်တဲ့နိုင်ငံသားကစားသမားတွေထဲမှာအများဆုံးသွင်းတဲ့သွင်းကိုဖြစ်တဲ့ဒါအပြင်ဒါ38ပွဲမှာဒါ38ပွဲမှာဘောလုံး goal contribute ပေါင်းဒါ44ကိုတိရရှိခဲ့တဲ့ pattern ဒါ38ပွဲမှာ40ဒါဟာ outstanding performer ဖြစ်တဲ့ဒါ penalty နှုတ်ကိုဆိုပေမဲ့ဒီရဒီမှာ तू consistent ဖြစ်ခါကြရဲ့ तू quiet ဘလောက်ဖြစ်ဖြစ်အချိန်ကြာကိုရတယ် तू ပဲအဲ့ဒါက world class ရှိတဲ့ စားမ consistent ရှိပြီးတော့အမြဲတမ်း highest level မှာကစားနိုင်တဲ့ကစားမတစ်ယောက်ရဲ့အရေးအသွေးပဲဆိုတော့ဒီနေ့ Liverpool ကအဖို့တက်အနိုင်ကိုရပြီးတော့သူတို့နိုင်လိုက်တဲ့အတွက်ကြောင့် Premier League Titan ကတော့တီချာတော့ရှိပြီဗျာဒါဘယ်တော့ချန်ပီယံဖြစ်မယ်ဆိုတဲ့အချိန်မဲဆောင်းအောင်ပါဖြစ်ပြီးတော့ Southampton ဟာ Liverpool ကို scary movement လေးအနေနဲ့ဖန်တီးတာကလွဲရှင် အင်ရှင်သင်ကမင်းလေးလုတ်တဲ့အပြောင်းလဲကနေကျွန်တော်နောက်တစ်ခါအာနိစောချီချူချင်တာသူ့အပြောင်းလဲတယ်သူ့အပြောင်းလဲလုတ်ပြီးတိုင်းမှာကိုမြဲရတယ်ဒါဟာသူ့အတွက်တကယ့်ကိုကောင်းမွန်တဲ့ဆုံးဖြတ်ချက်ဖြစ်လို့ဒါသူစတမ်မှာသူနှစ်ပွဲကင်ကင်နဲ့နှစ်ပွဲလုံးကိုနိုင်ပွဲရပြီးတော့လီဗာပူးကဇာတ်ထိပ်မှာဆက်ပြီးအပတ်ဖြတ်ထားနိုင်တာဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်